အမျိုးသားကျေနပ်အောင်ဘလို့ချစ်ပြရပေးရမလဲအမရဲ့ညီမရဲ့အမျိုးသားကတစ်ချိန်လုံးသူ့ကိုမချစ်ဘူးဆိုတဲ့အကြောင်းနဲ့ပြဿနာရှာနေပါတယ်ညီမလည်းဘလို့ဂရုစိုက်ပေးရမှမသိတော့လို့ပါအကြံဉာဏ်လေးပေးပါအောင်ဆိုပြီးတော့မေးလာပါတယ်ရှင် ဟုတ်ကဲ့ညီမလေးရေလင်မယားတွေကြားထဲမှာ ဖြစ်နေတဲ့ပြဿနာပဲเนาะအဲဒီအတွက်တော့ အဓိကအချက်နှစ်ချက်ကိုဆောင်ရွက်ပေးဖို့လိုတယ်ကွယ်။နံပါတ်၁အချက်ကတော့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကိုကောင်းမွန်အောင် လုံခြုံအောင်ဆောင်ရွက်ပေးခြင်းဖြစ်တယ်ကွယ်။နံပါတ်၂အချက်ကတော့ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုတွေကိုဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။ဒီနှစ်ချက်ကိုထိမ့်သိမ်းရင်အချက်ခံရသူအချက်ခံရတယ်လို့ခံစားလာရမှာဖြစ်တယ်ကွယ်။နီလန်းလေးတွေကိုတော့အမကဆက်ပြီးတော့မျှဝေပေးမယ်နော်စိတ်ပန်းဆိုင်ရာခန်းစားချက်တွေကိုဂယုစိုက်ပေးဖို့ဆိုရင်တော့ သူတို့ကိုချီကျူးစကားများများပြောပြဖို့လိုရယ်နော် အမျိုးသားတွေက သူတို့ရဲ့ပင်ကိုဗီဇကိုကအတိအမှတ်ပြုခံရတာကိုအယမ်းခုံမင်နှစ်သက်တာဖြစ်လို့သူတို့ရဲ့လောက်ရက်လေးတွေကို အမြဲတမ်းအကြောင်းရှာပြီးတော့ချီကျူးပေးနေဖို့လိုတယ်နော်ဒါကသူတို့ရဲ့လိုအပ်ချက်ဖြစ်လို့နေတယ်နော်နောက်တစ်ခုကတော့သူတို့ကိုလေးစားမျက်နှာတန်ဖိုးထားတဲ့အကြောင်းဖော်ပြပေးဖို့လိုပါတယ် အရာအလုံးထက်သူတို့ကအရေးကြီးနေတယ်အဲကိုယ်စိတ်ထဲမှာသူတို့ကကိုယ့်အတွက်အရာရာပဲဆိုတဲ့ပုံစံမျိုးပေါက်အောင်သူတို့ကိုတံပိုးထားပြီးနေရမှာဖြစ်တယ်ညီမရေအများသူငါတွေရဲ့ရှေ့မှာသူတို့ကိုအော်ဟစ်မိတာမျိုးမယဉ်ကျေးမိတာမျိုးစကားပြောကြမ်းသွားတာမျိုးအပြစ်တင်တာမျိုးလုံးဝရှောင်တော့ညီမသူတို့လုံးဝဒီအရာကိုသိမခံနိုင်ဘူးလို့ဆိုတယ်နော်သူတို့က ချွတ်ချွတ်တတပြောတာရင်းရင်ကြီးကြီးပြောတာဒီလိုမျိုးကိုအရန်နဲ့တက်တဲ့သူတွေဖြစ်တယ်ကွယ်တက်ကိုကအလုတ်များများသူတို့ကိုအချိန်ပေးဖို့လိုအပ်ပါတယ်သူတို့နဲ့အတူတူအချိန်ပေးဖို့တီးတန့်ကလေးကို့မှာစံစီစဉ်းစားထားဖို့လိုတယ်နော်ရုပ်ရှင်အတူတူကြည့်မလားလမ်းအတူတူရှောက်မလားစကားလေးအတူတူပြောမလားလေ့ကျင့်ခန်းအတူတူသွားမလားတစ်ခုခုတော့အချိန်လေးအတူတူပေးဖို့လိုအပ်တယ်နော် ်။အမားတို့အိမ်တော်ရေးမှဆိုရင်တော့ထမင်းဟင်းအတူတူချက်ကြတယ်ကွယ်။ဒီအရာလေးကိုအမားတို့ကဂရုစိုက်ပြီးတော့အချိန်ပေးခြင်းကိုဆောင်ရွက်ထားပါလေနော်။နောက်တစ်ချက်ကတော့ခန်းစားချက်တွေကိုနားထောင်ပေးဖို့ဖြစ်တယ်နော်။အမျိုးသားတွေကသူတို့ရဲ့အခက်အခဲတွေသူတို့ခံစားနေရတာတွေကိုတော်ယုံနဲ့ဖွင့်ပြောလို့မရှိဘူး။အဲ့ဒီအတွက်သူတို့ကိုအာယုံစိုက်ပြီးတော့သူတို့ပြောတဲ့အရာလေးတွေကိုသေချာနားထောင်ပေးဖို့လိုအပ်တယ်။ သူတို့မပြောချင်လို့ရှိရင်လည်းအတင်းဖိအားပေးပြီးမမေးရဘူးလို့ဆိုတယ်။တတရရလေးအလိုက်ပြီးပြီးမေးရမယ်လို့ဆိုတယ်ညီမရဲ့။ဒီလိုလေးတွေဂယုစိုက်ပေးမယ်ဆိုရင်တော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်လုံလောက်ပါပြီနော်။ရုပ်ပိုင်းဆိုင်ရာအတွက်ကိုလည်းဂယုစိုက်ပေးဖို့လိုအပ်ပြန်တယ်ညီမရဲ့။ရုပ်ပိုင်းဆိုင်ရာမှာကိုကထက်ထက်ကြွကြွရှိနေဖို့ကြမ်းမာနေဖို့အလှပြင်နေဖို့အရန်အရေးကြီးပါတယ်။သူတို့ရဲ့တဘာဝကိုကဟာ အလှအပကိုအယမ်းခုံမင်းနဲ့နှစ်သက်တယ်။ဒါအတွက်ကိုလည်းသူတို့ကတကူးတက ရှာဖွေလေးရှိတယ်လို့ဆိုပါတယ်ညီမရဲ့။သူတို့ကရင်ခုံရတာစိတ်လှုပ်ရှားရတာကိုစွန့်စားရတာဒီအရာတွေကိုလည်းအင်မတန်တတ်မှတ်ကြတဲ့အတွက်သူတို့နဲ့အချိန်ပေးတဲ့အခါအထီးတွေ့ကလည်းအရေးကြီးတယ်လို့ဆိုတယ်ကွယ်။ဒါကြောင့်ဒီအထီးတွေ့ပိုင်းမှာလည်းသူတို့ကိုကန္တာတစ်ခုအနေနဲ့အာယုံစိုက်ပြီးတော့ကိုယ့်ဘက်က အလိုလိုက်ဖြည့်ဆည်းပေးဖို့လိုတယ်လို့ဆိုပါတယ်။အိမ်ထောင်ရေးမှာဒီအချက်ကလည်းအထူးဂရုစိုက်ထားရမယ့်အချက်ဖြစ်တဲ့အတွက်ဒီပေါ်မှာလည်းရှက်နေကြောက်နေဖို့မလိုဘူးလို့ဆိုရနော်။အခုအမပြောပြခဲ့တဲ့အနှစ်ချုပ်အချက်နှစ်ချက်ပေါ့နော်။စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကျေနပ်မှုရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကျေနပ်မှုဒီနှစ်ချက်ကိုဆောင်ရွက်ပေးမယ်ဆိုရင်တော့အမျိုးသားကကိုယ့်ကိုယိုမသွားဘဲနဲ့ ချစ်တဲ့ချစ်လာမှာသိကြပါတယ်ညီမရနော်ဒီအရာတွေနဲ့ငါ့ညီမလေးကကိုချစ်တဲ့အကြောင်းကိုဖော်ပြပေးဖို့လိုပါတယ်နော်ငါ့ညီမလေးအဆင်ပြေပါစေရှင်ချစ်ရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box ထဲမှာမျှဝေလာပေးဖို့တောင်းဆိုပါတယ်ရှင်ကျမကတော့အချစ်ရင်အိမ်တော်ကြီးတွေမှာပုံမသားရအောင်ပုံမပြည့်ရွှင်အောင်ကုညီဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ coach ဖောင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်